ဲမင်္ဂလာပါဗီဒီယိုရဲ့မှာကြိုးစားပါတယ်ကျွန်တော်မနှောပေးတယ်ပါတခါတလေမှာဘာလို့လို့ဘာမှမဖြစ်လာတာနေကြုံမှုကြပါလိမ့်မယ်အဲ့ဒီဘာလို့လို့ဆိုတဲ့အထက်မှာအမျိုးမျိုးပါဝင်နေပါတယ်လူမှုရေးပဲဖြစ်ဖြစ်စီးပွားရေးပဲဖြစ်ဖြစ်ကျန်းမာရေးပဲဖြစ်ဖြစ်ပါနေပါတယ်ဘာလို့လို့လို့ဘာလို့ပြောရတာလဲဆိုတော့လူတယောက်ဟာအထဲတိုင်းဖွင့်နေရောင်ရင်ရောင်ရင်နဲ့စိုက်စားရင်နဲ့ ငွေတွေဘယ်ရောက်လို့ဘယ်ရောက်ကုန်မှမသိတာကြုံမှုကြပါကြားလဲကြားမှုကြမှာပါတချို့စားသောက်ဆိုင်ဖွင့်ထားတာပဲရောက်နေရတာပဲစစ်ကြည့်တော့လက်ထက်ဘာမှမစူးမိဘူးရောက်ရသမျှဘယ်ရောက်ကုန်ပြီလဲခေါ်သုံးတာကြတော့လဲကွက်တီဘယ်လိုကုန်လို့ကုန်မှမသိဘူးတချို့များအိမ်တိုင်းလေးကအိမ်တိုင်းလေးတီထားတယ်တဖြည်းဖြည်းနဲ့လုံးမပလာပြီဘာမှမရှိတော့ဘူး တခါကားကိန်းတွေထောင်နေဘာမှမညာမဲမသိတဖြည်းဖြည်းနဲ့ကုန်းလာတယ်ကားကိန်းရက်လိုက်ပြီတဲ့နောက်ပိုင်းကုန်းကူးကုန်းကူးတာကအဆင်မပြေဟိုမိတ်ဆွေကပြောဒီမိတ်ဆွေကပြောနေငွေတို့လေးပေးစားလက်ကျငွေလေးမပြောက်ပြအောင်ဘာမှမလုပ်ရဲအဲ့ဒီအခါကျမှရှိတာပါကုန်းကုန်းတော့တာပါပဲစီဝါနှမျိုးသုံးမျိုးပြောင်းလာပြီဘာမှညာမဲမသိဖြစ်သွားသူတွေများကြီးပဲဖြစ်ပါကျမတို့ကိုကျမတို့ ိမ်မက်မြတ်မက်နေသလားလို့တောင်းထင်မိတဲ့အတိကိုဘွားကအံ့ဩမိပါရဲ့ဘယ်ရင်ကဒီလိုဟုတ်မလဲနေတာထိုင်တာဝတ်တာစားတာပြဲနေတာပဲအခုမြကြပြန်တော့ကုန်းကောက်เสียလည်းမရှိရောပေးရခဲ့ရမှာဆိုလို့ဘယ်ဆွေမျိုးမကတောင်းဈေးပေါ်ကြောပဲမလို့ကြတော့ဘူးဆိုတဲ့စကားမျိုးတွေလည်းကြားဘူးကြားမှာဆိုတာကလုံမကင်မရှိကြတာကမစွမ်းပါဘူးလှုပ်လှုပ်တဲ့သူဟာမားနဲ့မကင်းပါဘူး လုပ်ငန်းတစ်ခုကိုထီထီမိမိတွက်ဆထားပေးမယ်အခြေအနေအကြောင်းအကြောင်းကြောင့်လုပ်ငန်းရပ်သွားခဲ့သူတွေမြင်မှုကြမှာပါကြုံလဲကြုံမှုကြမှာပါဒါကြောင့်တချို့လူတွေကပြောကြလိရှိပါတယ်သူတို့ကြတော့ကြိုးပေးလိုက်တာတဆိုင်ကနှစ်ဆိုင်ဖြစ်လာတာအရင်ပဲတို့ကြတော့ဘလို့မှကြိုးမပေးဘူးတချို့များဆိုရင်စီးဝါးတွေချက်ချင်းတက်လာပြီးအိမ်တွေနှလုံးသွင်းလို့ဖြစ်လာတယ်နောက်တော့လုံရဲကရင်အလုံးမကင်မတွေဖြစ်ပြီး အိမ်တလုံးပြီးတလုံးပြန်ပြီးကုန်နေနေရတာတော့မရှိတော့ဘူးတချို့ကြတော့သူများအကျိုးပေးရင်ကိုယ်လည်းအကျိုးပေးမှာဆိုပြီးသူများလှုပ်တယ်တွေလိုက်လို့ဈေးကွက်ကမသိကျွမ်းကျင်မှုလည်းမရှိ အတွေ့အကြုံကလည်းမရှိ နောက်ဆုံးတော့လုံငယ်ရက်သွားရတယ်အဖက်တင်နေတချို့ကစက်တူသူများပြောရင်ဟုန်နှုန်းလို့ထင်ပြီးစက်တူတွေဝါသနာပါစက်တူလုပ်ငန်းတွေမှာငွေထည့် လုပ်ငန်းကဘာမှညာမနားမလဲသူများပြောစကားအားကြပြီးတော့တန်ငွေထေလိုက်ထည့်လိုက်ရတာနောက်ဆုံးဆက်တွေ့ရှေ့ရတော်တော်များများတို့ရဲ့ထုံးတဲ့အတိုင်းဒုံရင်ကဒုံရင်ပြန်ဖြည်တချို့ဆိုရှိတာဒီကုံပတ်စံပြန်တောင်းဝင်ရတာတွေတောင်းဖြစ်နိုင်ဖြစ်တတ်ပါအခုဆိုရင်တော့ပူဆိုးတာပေါ့ဝေလိန်ခိုင်းမျိုးစုံပေါ်လာတယ်သူတို့ကတော့ဘလို့လဲရမလဲအမြဲစဉ်းစားနေကြမှာပဲဖြစ်ပါကိုကဂရုစိုက်ပြီးလှုပ်လှုပ်ကာမတော်ကကြပါလိမ့်မယ် ကဲဒီတော့ဘာလို့လို့ဘာမှဖြစ်မလာသူတွေအတွက်အင်္ဂဝိဒာစွန့်တဲ့ရေတရားလေးပေးပါမယ်မိစေရကညံ့နေသူဖြစ်တဲ့အတွက်ကိုကိုကိုညားမနေပါနဲ့တော့ဘလို့ညာဘလို့မညာမလဲပထမတော့ဒီတဲ့ရာကိုဖျားတဲ့သေးဒီတူတူမှရှိတဲ့နေရာကိုစဉ်းစားပါပြီးရင်အဲ့ဒီသေးဒီရှိရာရဲ့ခြေရင်လျှောက်ပြီးသွားပြီးလူထဲမှာဖြစ်ပါတယ်ကားဆိုင်ကယ်သမီး လုံးဝစီးလို့မရပါဘူးလမ်းလျှောက်ပါလမ်းလျှောက်တဲ့ကချွေးချက်ပြီးမောလာရင်စဉ်းစားပါငါဟာချွေးတဲ့အောင်မင်းမင်းမင်းလမ်းလျှောက်ပြီးဖျားဖူးနေတာပါလားဆိုတဲ့စိတ်နဲ့မိမိကိုမိမိစဉ်းစားလိုက်ပါအဲ့ဒီအချိန်မျိုးပါ ပီတီတမျိုးစပြီးခံစားရပါလိမ့်မယ်ဖျားစီဒီရှိတဲ့ရက်ဟာ ဖျားရှိတဲ့ရပဲဖြစ်ပါတယ်ရောက်သွားခြင်းဖြစ်ပါတယ်ရောက်ရှင်တဲ့စိတ်သာပြင်းပြဖို့လိုပါတယ်ကုသိုလ်စိတ်နဲ့သွားပါဘာကိုမှမတွေးပါနဲ့ဖျားစီဒီကိုရောက်ပြီဆိုတာနဲ့ကာယကုသိုလ်နဲ့ဆိုင်တာမှန်သမျှအကုန်လုံးအမှာဖြစ်ပါတယ်သူများဆင့်ပြထားတဲ့အမွေးတိုင်းဖျောင်းတိုင်း blessed တွေဒုချောင်းနေအမိုက်တွေကုန်ကောက်ပြီးတန်ရှင်းရေးလုပ်ပါ ပြီးရင်တပြက်စီလဲပါ ီလိုလုပ်နေတာကိုပျော်ရွှင်တဲ့စိတ်ပီတိဖြစ်နေတဲ့စိတ်နဲ့ကြည်နူးနေလိုက်ပါစိတ်ချမ်းသာမှုနဲ့ခံစားနေလိုက်ပါ ကိုယ့်ကိုယ်ကိုလုပ်ကိုလုပ်နိုင်တဲ့အတွက်ချီးကျူးစကားဆိုပါကုသိုလ်တွေကိုရအောင်ယူရတာပဲဆိုပြီးပီတိဖြစ်ပါအဲ့ဒီအချိန်ကစပြီးစိတ်ဖြည့်ဆည်းမှုတွေတဖြည်းဖြည်းလျော့လာတာကိုယ်တိုင်ခံစားရပါလိမ့်မယ်မိမိကဘာမှမရွတ်ဖက်ခြင်းလဲမရွတ်ပါနဲ့ ဒါပေမဲ့မေတ္တာတော့ပို့ပါဖះဘူးလာကြသူတွေတန်တန်ရှင်းရှင်းနဲ့စူးညောက်ကလုတ်ကင်းကင်းဖះကိုကြီးညိုနိုင်ကြပါသည်ပူဇော်နိုင်ကြပါသည်ဆိုတော့မေတ္တာကိုပို့ပါဒီမေတ္တာတရားကြောင့်ကိုဟာအေးချမ်းနေတာသိချမ်းသာနေတာကိုယ်တိုင်ကြော်ရပါလိမ့်မယ်ဖះကိုရအောင်ရှင်းရှင်းသွားမယ်ဆိုတော့စိတ်ကြကြောင့်ရောက်ခဲ့ပါပြီတမင်ကိုပင်မခံပြီးမရောက်ရအောင်သွားခဲ့တာမို့ဖះသွားမယ်ဆိုပြီးထွက်လာတဲ့ခြေလက်များဟာ တန်ဖိုးမပြတ်နိုင်တော့ပါဘူးအင်မတန်မှတန်ဖိုးကြီးတဲ့ခြေလှမ်းတွေဖြစ်နေပါပြီရအောင်သွားခဲ့တဲ့အတွက် ကိုယ်စိတ်ကိုလည်းကိုနိုင်နေနေပြီဆိုတာ ပြောစရာမလိုတော့ပါတန်ရှင်းလောက်ပြီးလက်တွေဆေးပြီးရုပ်ပွားတော်တစုစုရှိမှမိမိရဲ့ထက်ဆောင်ပန်းတွေကိုကောင်းဆုံးဖြစ်အောင်လူတန်းမှာဖြစ်ပါတယ်ဆိုကြပါသူတနုကနေသားသမီးလူမဲ့ထက်ဆောင်ပန်းဒင်းတန်တွေကပန်းသီးတွေက ိနေသည်တင်းမောသည်တစ်တော်သည်တရက်သည်ဒီပြီးရင်ကြံကြံပိုင်းကဒါမှမဟုတ်ကြံကိုလက်နှစ်စက်လောက်အတုံးလေးတွေလှုပ်ပြီးဒီလိုမှအစင်မပြေသေးရင်တော့ကြောက်ကြောလူတန်းမောလူရင်ဘလို့လူရမလဲဆိုတော့ကောပကံများတွေဝဲသွားသုံးချက်လောက်ဖြစ်ဖြစ်ဝဲသွားမှာဖြစ်ပါတယ်တစ်ချက်စီမှာတမျိုးစီတီးတန့်ထက်ပြီးပကံများတွေထဲမှာတီးတီးတွေခွဲစိတ်ပြီးလူတန်းမှာဖြစ်ပါတယ် လှူပြီးရင်တော့အကောင်းဆုံးကတော့မာဝေတဲ့ဘက်မန္တန်တော်ကြီးကို28ခေါက်ရွတ်ဖက်ပူတော့ပြီးဘုရားဝတ်ပြုနိုင်ရင်အကောင်းဆုံးပဲဖြစ်ပါလေ။အဲဘလို့မှချင်းမရဘူးဆိုရင်တော့ကိုကပေါ့ဖြစ်နိုင်ရင်တော့28ခေါက်ရအောင်ရွတ်ဖက်ပူတော့ပါ။ဒါကြောင့်ဘုရားစီတီများကိုစီကိုလမ်းလျှောက်သွားပြီးကုသိုလ်တွေပြုပြီးရင်ထက်ဆောင်မဲ့စောင်းတော်တွေနဲ့ကံလှူတော့မဲ့ဆိုရင်လှူတန်းတော့မဲ့ဆိုရင်မိမိချိန်တော့ပေးရပါလိမ့်မယ်။အားလည်းအောင်ချိန်ယူပြီးမှပြုလို့မှဖြစ်ပါလေ။ ကုသိုလ်ကံကောင်းမှကံညံ့နေပြပြောင်းမှဖြစ်ပါလေမိမိကိုယ်တိုင်လုံးမှမိမိကိုယ်တိုင်ကံကောင်းမှဖြစ်ပါလေရုပ်ဘပြပြပူတော့ပြပြဆိုရင်တော့မေတ္တာတွေပို့မြတ်ဗတ္တန်တွေပေးဝေပြီးစွန့်တော်စွန့်ပြီးလင်မက်ပြန်ယူသွားလို့ရပါပြီဒီနေရာမှာပြောချင်တာကဖြစ်နိုင်သမျှအသီးနှံတွေကိုနဲ့တာပူတော်မှပူတော်ရမှာဖြစ်ပါလေအဲ့ဒီအသီးနှံတွေကတော့ဒနုကနေသာသမိဆိုရင်သူ့ရဲ့ထက်ဆောင်မှအသီးနှံတွေကပန်းသည် ်တတော်သည်ပိနေသည်တရသည်တနေ့လာသာသမီဆိုရင် ထောပတ်သည်စတော်ဘေရီတရသည်တတော်သည်ဇီသည်ဧကသာသမီဆိုရင်နင်းသည်ထန်းသည်လကမောင်သည်ထောပတ်သည်လိန်မော်သည်အုံသည်ဘုရုသာသမီဆိုရင် အုံသည်ပန်းသည်မယန်းသည် မမှန်သည်ပိနေသည်ကြံ့ဤမရရင်တော့ကြောက်ကြောဇာတာပရိသသမိဆိုရင်တော့ကြံကြံ့ဤတရသည်တတော်သည်ဇီသည် စတော်ဘေးဤတောက်ကြသာသမိဆိုရင်တော့ဇီသည်စတော်ဘေးဤသည်ထောဘတ်သည်နှင်းသည်နှကမောက်သည်လိန်မော်သည်စနေသာသမိဆိုရင် လိန်မော်သည်အုံးသည် န်သည်ပိန်တယ်သည်မမန်သည်မယန်သည်အဲ့ဒီလိုထက်တာပန်အသီးနဲ့နေဟာအာရဆန်းနေဖြစ်ပါလေနှစ်မျိုးသုံးမျိုးလေးမျိုးပူတော်မှာဖြစ်ပါလေဒီခုကျွန်တော်ပြောပြခဲ့တဲ့အသီးနဲ့နေမဟုတ်ပဲအခြားမိမိဒေသရှိနန္ဒူအသီးနဲ့နေလဲပူတော်လို့ရပါလေကိုဒေသကိုဝါရနဲ့ခေါ် သုံးနဲ့အသီးနဲ့နေလဲပူတော်လို့ရပါဒီစီရင်ဟာအာရဇန်နေနဲ့ပူဇော်တာဖြစ်ပါတယ် ပန်းနေမပါပါဘူးတတိသွန်းတော့ကတ်တာပါဆရာဘယ်နှကြိမ်ပူတော်မှထူကြမှာလဲမေးရရှိပါတယ်အဲ့ဒါကတိတိကျကျပြောလို့မရပါဘူးဘင်္ဂဝိဒပညာရဲ့အရာမိမိထက်သာမှနေတဲ့ပူတော်တာဖြစ်တဲ့အတွက်မိမိကံအချင်းတွေပေါ်မူတည်ပြီးခုနှစ်ကြိမ်၈ကြိမ်၉ကြိမ်စသဖြင့်ပူတော်လို့ရပါတယ်အားလုံးပဲမိတ်ဆွေများမိမိကံကိုမိမိကိုယ်တိုင်မြင့်ကံကောင်းနိုင်ကြပါတယ်ခင်ဗျာ